ဲ့ဒီမကောင်းမှုဒူးစီရအထဲမှာရှိနေတဲ့ကရင်လူမျိုးနဲ့အဲကောအလုံးစွတ်လို့အချိန်တိုင်ပြီးခင်ဗျားတို့အဲ့လိုမျိုးမစွတ်လို့ဘူးဆိုရင်တော့တကဘာလုံးကကျွန်တော်တို့အထူးသဖြင့်နိုင်ငံတကာကျွန်တော်တို့ကရင်လူမျိုးအပေါ်စရွေးထွေးဖို့ပဲရှိတော့ပဲအဲ့ဒါ ပက်လက်မျောပဲအဲ့ဒါပက်လက်မျောပဲကြံလို့ရတယ်အဲ့ဒါရောမလို့အချိန်မီသေးတယ်ကျွန်တော်တို့လက်တွဲပြီးတော့အဲ့ဒီမကောင်းမှုတူစရာအကုန်လုံးစွန့်ခွာပြီးတော့ကျွန်တော်တို့ဒီဒီဟိုအတွေ့အသည့်အမြင်သည့်နဲ့ကျွန်တော်တို့ဘဝသည့်ပြန်ပြီးတော့ထူထောင်ဖို့ဆိုတာတကယ်အချိန်ကောင်းပဲရောက်လာပြီဆိုတော့ကျွန်တော်ဟိုပြောချင်တယ်အဲ့ဒီပြောတဲ့အတိုင်းလည်းခင်ဗျားတို့အကုန်လုံးလိုက်ဆောင်လိုက်လှုပ်ဆောင်ဖို့ဆိုတာအင်မတန်အရေးကြီးတဲ့အချိန်ခါတစ်ခုရောက်လာပြီဆိုတော့ပြောချင်ပါတယ်ခင်ဗျာ ကင်းမီနယ်တဲကအွန်လိုင်းကြဖြန့်ဝေလေလုပ်ငန်းတွေကြောင့်နိုင်ငံတကာမှာကင်းလူမျိုးတွေရဲ့ကိုယ်သိခါကြဆင်းခဲ့ရတာကိုပြန်လည်အဖက်ဆဲဖို့အခြေရောက်ပြီးလို့ကင်းအမျိုးသားအစည်းအရုံးခင်ယူပြောရေးဆိုခွင့်ရှိသူပရိုဆော့တော်နေကကင်းလူမျိုးတိုင်းကိုတိုက်တွန်းပြောဆိုသွားတာဖြစ်ပါတယ်။ မကောင်းမှုတုဆရာလုပ်ငန်းတွေထဲမှာရောက်ရှိနေတဲ့အကင်လူမျိုးတွေအနေနဲ့လည်းအမြင်မှန်ရပြီးမကောင်းမှုတွေကိုအမြန်ဆုံးစွန့်ခွာဖို့ဘရုဆော်တိုနီကတိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။ခန်စီကင်တင်းဌာနရဲ့တည်တဲ့အင်တာဗျူးမှာဘရုဆော်တိုနီကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အပြောတဲ့အလုပ်နဲ့ပဲတက်တည်ပြမယ်ဒီချိန်မှာ။အဲ့ဒါလားအဲ့ဒါကမှမနေနေကလည်းကိုယ့်ကိုယုံကြည်မှုရှိမယ်လေ။အပြောကြီးတက်တည်ပြောတော့ဘာမှမဖြစ်လာဘူးဆိုရင်လည်းဒါကဒီလုပ်ငန်းတွေက ကိုကလက်တွေ့ပြမှာပဲဒီလုပ်ငန်းတွေပပျောက်မှာအဲဒါကြောင့်မလို့ကျွန်တော်ကအခုကစကားသိမများမပြောဘူးကိုလက်တွေ့ပြနေလက်တွေ့ပြောတဲ့အတိုင်းပြောစရာမရှိဘာမှပြောစရာကိုသာလေးတိတ်နေပြီးတော့ကိုလှုပ်ရှားရှိတာတူတူတိတ်နေလှုပ်တကယ်တမ်းအချိန်ရောက်လာကမှထုတ်ဖို့ပြောရလိုက်အဲ့ဒါအကောင်းဆုံးပဲအဲ့ဒါကြောင့်မို့ကျွန်တော်ညီအကိုတွေကကျွန်တော်ပြောချင်တာကတော့စကားကိုနည်းနည်းပြောအလုပ်နဲ့ပတ်သက်တည်ပြလို့ကျွန်တော်အဲ့ဒါမှနိုင်ငံတကာကိုကိုယုံကြည်မှုရှိလာမယ်ဆိုတော့ကျွန်တော်ဒါပဲပြောချင်တယ် လက်ရှိမှာတော့ကင်းပြည်နယ်ရဲ့အခြေအနေက တိုက်ပွဲတွေကြားဖြန့်လုပ်ငန်းနှိမ်နင်းရေးတွေနဲ့အတူအလုံးရှုပ်ထွေးတဲ့အနေအထားမှာရှိနေပါတယ်။ကြားဖြန့်ငွေလေလုပ်ငန်းတွေကြောင့်လည်းနိုင်ငံတကာရဲ့အာရုံစိုက်စောက်ကြည့်တာကိုခံနေရတာပါ။ကျွန်တော်တို့ကရင်လူမျိုးတွေကြတော့စကားကိုလည်းတက်တက် ဟိုကွေးဝိုက်ပြီးတော့ကျွန်တော်တို့မပြောတတ်တာလူတိုင်းလည်းသိတယ်ရိုးရိုးသားသားရိုးရိုးရှင်းရှင်းနေတတ်တဲ့လူမျိုးဖြစ်တယ်ဒါပေမဲ့အဲ့လိုနေတဲ့ဂျားတွေကပဲဒီလိုကွေးဝိုက်ပြီးတော့ဒီလက်မတမာတဲ့နီးလန်းနဲ့ဖြတ်လန်းနေတဲ့ကြီးဝါချင်တဲ့ကိစ္စတစ်ခုတည်းနဲ့ပဲကျွန်တော်တို့ကရင်လူမျိုးတော်တော်နာမည်ပြတ်သွားတယ် ီဟာကိုကျွန်တော်တို့အချိန်မီပြန်ပြီးတော့ပေးစာကိုတန်ဝင်ရှိတယ်ဗျာလူကရင်လူမျိုးတိုင်းအဲ့ဒါရမလို့ဒီဟာကိုဝိုင်းဝန်းပါဝင်ဖို့ဟာတိတ်ရေးကြည့်တယ်ကရင်လူမျိုးတိုင်းအဲ့ဒီမကောင်းမှုဒုစရိုက်အထဲမှာရှိနေတဲ့ကရင်လူမျိုးနဲ့အဲ့ကောအလုံးစွတ်လို့အချိန်တန်ပြီးခင်ဗျားတို့အဲ့လိုမျိုးမစွတ်လို့ဘူးဆိုရင်တော့တကဘာလုံးကကျွန်တော်တို့အထူးသဖြင့်နိုင်ငံတကာကျွန်တော်တို့ကရင်လူမျိုးအပေါ်စရွေးထွေးဖို့ပဲရှိတော့ဗျအဲ့ဒါ ပက်လက်မျောပဲအဲ့ဒါပက်လက်မျောပဲကြံလို့အဲ့ရအောင်လို့အချိန်မီသေးတယ်ကျွန်တော်တို့လက်တွဲပြီးတော့အဲ့ဒီမကောင်းမှုတူစရာအကုန်လုံးစွန့်ခွာပြီးတော့ကျွန်တော်တို့ဒီဒီဟိုအတွေ့အသည့်အမြင်သည့်နဲ့ကျွန်တော်တို့ဘဝသည့်ပြန်ပြီးတော့ထူထောင်ဖို့ဆိုတာတကယ်အချိန်ကောင်းပဲရောက်လာပြီဆိုတော့ကျွန်တော်ဟိုပြောချင်တယ်ထိုင်းမြန်မာနယ်စပ်လေကေကော data မီလက်ပန်ရှိ online ဝင်လေကြားဖြင့်လုပ်ငန်းလှုပ်ကိုင်းနေတဲ့ခြံဝင်းကို KNL ပူပေါင်းတပ်ဖွဲ့တွေက November 22ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီဖန်ဆင်းနိုင်မှုအတွင်မှာ DKBA တပ်ဖွဲ့ဝင်230ဦးထပ်မံလက်နက်ချခဲ့ကြောင်း KNU ရဲ့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။မကောင်းမှုဒုစရိုက်လုပ်ငန်းနဲ့ဘာမှပတ်သက်မှုမရှိတဲ့ကျွန်တော်တို့ကရင်စစ်သားတွေကတော့ကျွန်တော်တို့လုံးဝဖိတ်ခေါ်တယ်။အဲဒီအောင်မလို့သူတို့ကလည်းကျွန်တော်သိတယ်ဗျာ။ဒါလောက်များတဲ့လူ200ကျော်တော့မှခင်ဗျာတကယ်တမ်းခံတိုက်မယ်ဆိုရင်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့သူတို့ကကျွန်တော်တို့နားလေတာသူတို့ကဗာလဲဆိုတော့ဒီမကောင်းမှုကိုသူတို့မလုပ်ချင်ဘူး။အဲဒီအောင်မလို့ကျွန်တော်တို့ကဖိတ်ခေါ်တယ်။ ဒါကြောင့်မလို့ဒီလောက်များတဲ့နေရာကျော်ကအခုကဒီလောက်ပြန်ပေါ်ဖူးစားပေါ့နော်ကျွန်တော်တို့အထီးခိုက်များများဆဆမရှိပဲတဲ့ဒီလိုဖြစ်သွားရဆိုတာဒါဟာကောင်းတဲ့အချက်ပဲအဲ့တော့ကျွန်တော်ပြောချင်တာကတော့လက်ရှိဒီဒီလိုမကောင်းမှုဒုစရိုက်အထက်မှာကြံနေတဲ့ကျွန်တော်တို့ညီအကိုတွေကျွန်တော်တို့အမြန်ဆုံးလိုက်တွဲဖို့အချိန်ကောင်းတစ်ခုပဲဆိုတော့ကျွန်တော်အဲ့ဒါပဲပြောချင်တယ်ဗျာ ကိမ်မီနေတဲ့ကစားဖြန့်လုပ်ငန်းတွေကိုအမြင့်ပြတ်ခြေမုံသွားမယ်လို့ခင်ယူဘက်ကတော့ပြက်ပြက်တသားပြောဆိုထားပါရယ်စားဖြန့်လုပ်ငန်းတွေကို အတူတကွာလက်တွဲနှိမ်နှင်းဖို့အင်းနေချင်းနိုင်ငံတွေနဲ့နိုင်ငံတကာကိုလည်းခင်ယူဘက်ကအကြေးကြေးဖိတ်ခေါ်ထားပါရယ်ကန်ယူအနေနဲ့စားဖြတ်လုပ်ငန်းတွေကတိတ်ဆိတ်ရမိတဲ့တက်သေးခံပစ္စည်းတွေကိုဖျောက်ဖျက်ပြစ်မှာမဟုတ်ပဲကျွမ်းကျင်သူတွေနဲ့ပူပေါင်းဖော်ထုတ်သွားမှာပါ။